င်္ဂလာပါရှင်။ဇွန်လ24ရက်အင်္ဂါနေ့ရက်တိမတ်ဖွေရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့အီရန်အနေဖြင့်ငြိမ်းချမ်းရေးကိုအမြန်ဆုံးလှုပ်ဆောင်ရန်ထရန်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။အီရန်အနေဖြင့်ငြိမ်းချမ်းရေးကိုအမြန်ဆုံးလှုပ်ဆောင်ရန်ထရန်ကနျူကလ িয়ার တည်နေရာ၃ခုအားအမေရိကန်ရဲ့တိုက်ခိုက်မှုများပြုလုပ်ပြီးသူ့ရဲ့မိကွန်းတွေထည့်သွင်းပြောကြားလိုက်ကြောင်းသိရပါတယ်။ အင်ဖြူရိုရင်ပြုလုပ်တဲ့သူ့ရဲ့မိကုံပြောကြမှုအရာအီရန်အနေဖြင့်ငြင်းချမ်းရေးလုပ်ရန်နဲ့မလုပ်ဘူးဆိုပါကအနာဂတ်တွင်တိုက်ခိုက်မှုများဆက်လက်ရှိလာလိမ့်မယ်လို့လည်းထရန့်ကထည့်သွင်းပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်တွေကိုဖျက်ဆီးဖို့နဲ့ကမ္ဘာပတ်ဝန်းကျင်ထိပ်သီးကမ္ဘာကထပြည်သူအီရန်ရဲ့နျူကလ িয়ার ချိန်ချောက်မှုကိုရပ်တန့်မှုဖြစ်တယ်။အီရန်အနေနဲ့ငြင်းချမ်းရေးကိုလုပ်ရမှာဖြစ်ပါတယ်။အဲ့ဒီလိုမလုပ်ခဲ့ရင်အနာဂတ်မှာတိုက်ခိုက်မှုကြီးတွေရှိလာပါလိမ့်မယ်လို့ထရန့်ကပြောကြားခဲ့ပါတယ်။ အီရန်ရဲ့နျူကလ িয়ার အစီအစဉ်များကိုအစ္စရေးတိုက်ခိုက်ရာတွင်အမေရိကန်ပါဝင်တိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့ပြီးတဲ့နောက်သမ္မတထရန်ကဇွန်လ22ရက်အမေရိကန်ဒေသစံတော်ချိန်ည10:00နာရီမြန်မာစံတော်ချိန်ဇွန်လ22ရက်နနက်8:00နာရီခွဲတွင်နိုင်ငံကိုမိကုံးပြောကြားခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါပါတယ်ရှင်။ဆလာဒင်ဆက်မဲ့တဲ့ရင်ကတော့ကာတာနဲ့အီရန်ရှိ အမေရိကန်အစီအစဉ်ဆိုင်စခန်းများကိုအီရန်စာတင် တိုက်ခိုက်တဲ့တဲ့ရင်ဖြစ်ပါတယ်။ ကာတာနဲ့အီရန်မှာရှိတဲ့အမေရိကန်စစ်အခြေစိုက်စခန်းတွေကိုဒုံးကျည်တွေနဲ့ပစ်လို့တိုက်ခိုက်ခဲ့တယ်လို့အီရန်နိုင်ငံပိုင်တက်စနင်သတင်းဌာနကဇွန်လ23ရက်မှာကြေညာပါတယ်။ ဇော်လ22ရက်မနက်အစောပိုင်းကအီရန်ရဲ့အဓိကနျူကလီးယားအခြေစိုက်နေရာတွေကိုအမေရိကန်ကတိုက်ခိုက်ခဲ့မှုအပေါ်လက်တုံ့ပြန်တဲ့အနေနဲ့အီရတ်ဒေါ်လာရဲ့အဆောင်တဖွဲ့ကအရှိအလဲပိုင်းမှာရှိတဲ့အမေရိကန်အခြေစိုက်စခန်းတွေကိုအခုလိုတိုက်ခိုက်လာတာဖြစ်ပါတယ်။ကာတာနိုင်ငံမြို့တော်ဒိုဟာမှာပေါက်ကွဲသံတွေကြားခဲ့ရတယ်လို့လည်းနိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ်။ အမေရိကန်အကြီးတန်းအရာရှိတဦးကလည်းဒိုဟာမြို့အပြင်ဘက်ကအမေရိကန်ဦးဆောင်တဲ့ညို့ပေါင်းအခြေစိုက်စခန်း AUG ကိုချိန်ချမှုတွေရှိနေပြီးဒါကိုကင်တွင်နေတယ်လို့အတည်ပြုပါတယ်။ AUG လေတပ်အခြေစိုက်စခန်းဟာအရှိအလဲပိုင်းဒေသကအမေရိကန်ရဲ့အကြီးဆုံးလေတပ်အခြေစိုက်စခန်းဖြစ်ပြီးအမေရိကန်နိုင်ငံသား၈၀၀၀လောက်အဲ့ဒီမှာရှိတယ်လို့သိရပါတယ်။ အီရန်ရဲ့တိုက်ခိုက်မှုမစတင်မီကတည်းကကာတာကသူ့ရဲ့လေပိုင်းနက်ကိုယာယီပိတ်ထားပြီးဒိုဟာမြို့ကိုလာရောက်မဲ့လေယာဉ်တွေကိုလှမ်းကြောင်းပြောင်းခဲ့ပါတယ်။ကာတာမှာရှိတဲ့အမေရိကန်သံယုံကလည်းပြီးခဲ့တဲ့နာရီအနည်းငယ်ကလေးကအမေရိကန်နိုင်ငံသားတွေကိုနောက်ထပ်သတိပေးချက်မထုတ်ပြန်မချင်းလုံခြုံတဲ့နေရာမှာနေကြဖို့အတိပေးချက်ထုတ်ပြန်ထားကြောင်းသိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့အီရန်လွှတ်တော်က ဟော်မုစ်၏လက်ကြားကိုပိတ်ပင်ရန်အတည်ပြုတဲ့တဲ့တင်ဖြစ်ပါတယ်။အမေရိကန်ကအီရန်ရဲ့နျူကလ িয়ার ဆက်ရုံများကိုဇွန်လ22ရက်တွင်တိုက်ခိုက်ပြီးနောက်အီရန်လွှတ်တော်ကဟော်မုစ်၏လက်ကြားကိုပိတ်ပင်ရန်အစီအစဉ်အားအတည်ပြုခဲ့ကြောင်း The Economist တိုင်းသတင်းနှင့်ဖော်ပြခဲ့ပါတယ်။ဟော်မုစ်အီလကြဟာကမ္ဘာလုံးဆိုင်ရာရေနံတင်သင်္ဘောများဖြတ်တန်းသွားလာတဲ့နေရာဖြစ်တဲ့အပြင်ရေနံထုတ်လုပ်မှုရဲ့အသက်သွေးကျော်ဖြစ်တာကြောင့်၎င်းရေလကြကိုမပိတ်ရန်အီရန်အားနားချပေးရန်အမေရိကန်ကတရုတ်ကိုတိုက်တွန်းခဲ့တယ်လို့လဲဆိုပါတယ်။ ဟောမစ်အေလကြပိတ်ဖို့ကိစ္စနောက်ဆုံးတရားဝင်မဆုံးဖြတ်ရသေးပါဘူးလွှတ်တော်ကတော့ဟောမစ်အေလကြပိတ်ဖို့ဥပဒေမူကြမ်းကိုအတည်ပြုပေးခဲ့ပါပြီလို့အီရန်လွှတ်တော်ရဲ့အမျိုးသားလုံခြုံရေးကော်မရှင်အဖွဲ့ဝင်တဦးဖြစ်သူအစ်မေကူဆာရီကပြောကြားခဲ့ပါတယ်လက်ရှိအချိန်တွင်ဟောမစ်အေလကြပိတ်ဆို့မှုနဲ့ပတ်သက်ပြီးလွှတ်တော်ကအပိသက်ဆုံးဖြတ်ချက်ချသွားမှာဖြစ်ကာအီရန်ရဲ့အမျိုးသားလုံခြုံရေးကောင်စီနဲ့လည်းတိုင်ပင်သွားမယ်လို့၎င်းကပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင် နောက်ထပ်တင်ဆက်မယ့်သတင်းကတော့အရှိအလေပိုင်းအပြည့်အခက်ရပ်ဖို့ရုရှားတရုတ်တောင်းဆိုတဲ့သတင်းဖြစ်ပါတယ်။အီရန်အပေါ်အမေရိကန်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးကုလသမဂ္ဂလွန်ကြောရေးကောင်စီအရေးပေါ်အစီအဝေးတွင်ရုရှားတရုတ်ပါကစ္စတန်တို့ကအရှိအလေပိုင်းဒေသမှာချင်းချင်းမရှိချက်ချင်းအပြည့်အခက်ရပ်ရေးအဆိုကိုတင်ပြခဲ့ပြီးအဖွဲ့ဝင်နိုင်ငံများအနေဖြင့်အတည်ပြုရန်တောင်းဆိုကြောင်း Reuters သတင်းကဆိုပါတယ်။ ။ကိုလာတမကအထွေထွေအတွင်ရေးမှူးချုပ်အန်တိုနီယိုဂူဒါရက်စ်ကလည်းအမေရိကန်ရဲ့အီရန်နျူကလ িয়ার အဆောက်အုံနေရာများကိုဘုံကျဲတိုက်ခိုက်မှုမှာအန္တရာယ်ရှိတဲ့အလဲအပြောင်းကိုဖော်နေကြောင်းတိုက်ခိုက်မှုများရပ်ပြီးအီရန်နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးဇက်တိုက်ညှိနှိုင်းမှုများလှုပ်ရန်ပြက်ပြက်သားသားဆောင်ရွက်ရမယ်လို့ပြောပါရတယ်။ ်ရုရှားကာကွယ်ရေးဝန်ကြီးစာဂေးလက်ဖရော့ကကုလသမဂ္ဂဗရိညင်းစာတမ်းအားထည့်သွင်းခြင်းမပြုဘဲမိမိကိုမိမိကာကွယ်ပိုင်ခွင့်ကိုတုံ့ပြန်ဟာလုံးဝရှုပ်ထွေးမှုဖြစ်စေကြောင်းမှတ်ချက်ပြုသလိုတရုတ်နိုင်ငံသားဝင်ကြီးဌာနကလည်းနိုင်ငံတကာအနုမျိုးစွမ်းရင်အေဂျင်စီရဲ့ကြည်ကြံမှုအောက်ရှိအစအုံများကိုဘုံကျဲတိုက်ခိုက်ခြင်းမှာကုလသမဂ္ဂဗရိညင်းနဲ့၎င်းမူဝါဒများကိုပြင်ထန်စွာချိုးဖောက်ခြင်းဖြစ်ကြောင်းအမေရိကန်တိုက်ခိုက်မှုကိုရှုံချခဲ့တယ်လို့ South China Morning Post ကဆိုထား ထားကြောင်းသိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့အရှိအလေပိုင်းဝေဟင်းများကိုလေကြောင်းလိုင်းများရှောင်ရှားနေရစေဖြစ်တဲ့တဲ့တင်ဖြစ်ပါတယ်။အီရန်နျူကလ িয়ার အဆောက်အုံများကိုအမေရိကန်ပြည်အောင်စုကတိုက်ခတ်ခဲ့ပြီးနောက်နိုင်ငံတကာလေကြောင်းလိုင်းများအနေဖြင့်အရှိအလေပိုင်းဒေသဝေဟင်းပိုင်းနဲ့တော်တော်များများကိုရှောင်ရှားပြန့်တန်းနေရကြောင်းသိရပါတယ်။ အီရန်နျူကလ িয়ার အဆောက်အုံများကိုအမေရိကန်ပြည်ထောင်စုကတိုက်ခိုက်ခဲ့ပြီးနောက်နိုင်ငံတကာလေကြောင်းလိုင်းများအနေဖြင့်အရှိလေပိုင်းဝေဟင်ပိုင်နယ်များအားဆက်လက်ရှောင်ရှားနေကြဆဲဖြစ်ကြောင်း Florida 24 website ကဇွန်လ22ရက်တွင်သတင်းထုတ်ပြန်ထားပါသည်။လက်ရှိအချိန်မှာတော့လေကြောင်းလိုင်းများအနေဖြင့်အီရန်အီရက်စီးရီးယားနဲ့အစ္စရေးလီပိုင်းနဲ့များအုံပြုပြန်တမ်းမှုများကိုရပ်တန့်ထားကြောင်းနဲ့အစုပေါင်းဝင်ပိုင်းနဲ့များကိုဖျက်ဆီးရမယ့်လေကြောင်းလမ်းများအစား Caspian ပင်လယ်လေကြောင်းလမ်း ဤချက်နဲ့ sorry အားရပြဝေဟင်ပိုင်းတဲ့များကိုဖျက်ဆီးရသောလေကြောင်းလမ်းများကိုရွေးချယ်အသုံးပြုနေကြတယ်လို့သိရှိရပါတယ်ရှင်။